ဓမ္မလာဝင်ငွေအတွက်စင်ဟောကိုမြင်မတော်ရေလောက်ရမယ့်နူဘူး ားလုံးမင်္ဂလာပါဒီဒီပတ်ပရီးမီးယားလီးယားဆိုရင်ပုံမှန်ထက်နှစ်ပွဲရောင်းနေခဲ့ပြီးတော့ဘကိုးအသင်းနဲ့ငကြာတို့ရဲ့အချွေဖလားဖိုင်နယ်ကြောင်းဖြစ်ပါတယ်လိုဘူးတို့ကတော့ဒီဒီပတ်မှာစင်ရုံးတို့နဲ့ကစားသွားဖို့ရှိနေပါတယ်ဒီပွဲကတိတ်အရေးမကြီးဘူးလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့လိုဘူးတို့အတွက်တော်တော်လေးအရေးကြီးနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်တုန်းကတော်တော်အသင်းကိုရှုံးပြီးတော့တော်ဖိုးတွေကဖယ်ပေးလိုက်ရတဲ့လိုဘူးတို့ဟာနိုင်ပွဲတွေပြန်လည်လူရနေပါပြီလက်ရှိမှာလိုဘူးတို့ကအဆင့်၅စင်ရုံးတို့ကအဆင့်၆ဆိုပေမဲ့သူတို့ချားမှာတမတ်တာကွာဟာနေပါတယ်အဲကြောင့်ဒီပွဲမှာလည်းချေချော်လက်ချော်ဖြစ်သွားခဲ့ရင်စင်ရုံးတို့ရဲ့အောက်ကို န်ရောက်ရှိသွားနိုင်ပါတယ်။ဒါကြောင့်လဲနူဘူးတို့အနေနဲ့ဒီပွဲမှာဆင်ယောကိုမြင်မတော်ရလို့ပို့လိုအပ်နေပါတယ်။ဒါကြောင့်ဒီနေ့မှာတော့နူဘူးနဲ့ဆင်ယောအသင်းတို့ရှင်ပြိုင်ကြမယ်။ပရီးမီးယားလိဂ်ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။နူဘူးတို့ကပြီးခဲ့တဲ့ပွဲစဉ်မှာတော့ငါနီကိုဂွန်ဆာလက်တယောက်တည်းကိုပဲဆင်ယောပစ်ဖို့အနေနဲ့သုံးပြခဲ့ပြီးမြဲဒီပွဲမှာတော့ကိုဘာစစ်ကိုပြန်ထည့်ပြီးတော့တပည့်ပစ်ဖို့အနေနဲ့ပြန်သုံးလာနိုင်ပါတယ်။တောင်မန်နှစ်ဖက်မှာဆာဗင်ယိုတိုကူးတို့နဲ့ပွဲထွက်လာဖို့များနေပြီးတော့မာမွတ်ရှ်ကိုလည်းပြန်ပြီးတော့တွေ့ရနိုင်ပါတယ်။ ရောတင်းမာတဲ့နောက်ပိုင်းပွဲဒီမှာပုံစံကောင်းပြနေတဲ့အတင်းလေးပင်ဖြစ်ပါတယ်။တိုက်စစ်မှာရာဟုပက်ဒရိုပဲဥဆောင်လာနိုင်ပြီးတော့တောင်မှနှစ်ဖက်မှာတော့မီတူမာနဲ့မင်တက်တို့ပဲဖြစ်နိုင်ပါတယ်။ဇင်ရောတင်းဆိုတာကတိုင်ပွဲစုံနောက်ဆုံး6ပွဲဆက်တိုက်ကိုအနိုင်ယူထားတဲ့အတင်းလေးပင်ဖြစ်ပြီးတော့ပရီးမီးယားလိမှာလည်း၄ပွဲဆက်တိုက်အနိုင်ယူထားပါတယ်။ဒီမှာလေးတို့အတင်းကိုဆိုရင်နှစ်ချိန်ဆက်တိုက်အနိုင်ယူခဲ့ပြီးတော့ငှကြားနဲ့ဘုံမောင်းတို့လိုအတင်းတွေကိုလည်းအနိုင်ရရှိထားပါတယ်။ဇင်ရောကတော်တော်အတင်းကိုဖဲလန်ကြီးရဲ့ဆယ်မန်းစီနဲ့ရှုံးနေပြီးကလေးကအတိတရားရသွားတဲ့ပုံရပြီးတော့အဲ့ဒီနောက်ပိုင်းအတင်းကတော်တော်လေးကောင်းမွန်လာခဲ့ပါတယ်။အဲကြောင့်နိုဘူးတို့လည်းလွယ်ကူတဲ့ပြင်ပတ်တို့ ောဟုတ်မနေပဲနဲ့နိုဘူးတို့တဲ့အိမ်မွေးအပါချက်တစ်ခုသာရှိနေပါတယ်။နိုင်ပွဲဆက်နေတဲ့ပွဲမှာဆိုရင်စင်ယောတို့ရဲ့တိုက်စစ်ကလည်းပုံစံကောင်းပြနေနိုင်ပြီးတော့ပွဲတိုင်းကိုနှစ်ကိုးနဲ့ထပ်သွင်းနေနိုင်ခဲ့တာပါ။အဲကြောင့်ဒီပွဲမှာရောစင်ယောတို့ရဲ့တိုက်စစ်ကနိုဘူးတို့ရဲ့နောက်တန်းကိုဘယ်လောက်ထိဒုက္ခပေးနိုင်မလဲဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။စင်ယောတို့ကောင်းနေတာမှန်နေဆိုပေမဲ့နိုဘူးတို့ရဲ့အိမ်မွေးမှာဖြစ်နေလို့သူတို့တက်လည်းသိပြီးလည်းမှမဟုတ်ပါဘူး။ဒါမလားဝင်ငွေတဲ့ PR တွေရှိလာတဲ့နိုဘူးတို့ကဒီပွဲကိုနိုင်ကစားဖို့တေချာပေါက်ပြင်ဆင်လာတော့မှာပါ။စီယုတ်ဂျီဟာလန်ရဲ့တိုက်စစ်ကဒီပွဲမှာအလုံးလုံးသွားနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီပွဲမှာ နူဘူးတို့ကအိရှင်လဲဖြစ်တဲ့အပြင်အမမခံမဲတအားကန်သွားမယ်လို့ထင်မိတာကြောင့်မြမအဝင်ကြီးနေတဲ့ကတော့ City Body နဲ့အကြီးပြောင်းပြီလို့ပဲပြောလိုက်ချင်ပါတယ်။နူဘူးတွေရဲ့အထက်ရောက်နေတဲ့ညီမသေးတို့ကတော့ဒီတစ်ပတ်မှာဆင်မြန်းကြီးတို့နဲ့တွေ့ဆုံနေပါတယ်။အဲကြောင့်နူဘူးတို့နိုင်လိုက်ပြီးတော့ညီမသေးတို့သာရှုံးသွားခဲ့မယ်ဆိုရင် Top 4တဲကိုပြန်ဝင်လာနိုင်တော့မှာဖြစ်ပါတယ်။ Sony GB အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်